the echo of books channel လေးကနေဒီနေ့ဖတ်ပြမယ့်ဝတ္ထုတိုလေးကလွန်ထထားစေတက်ကတူရေးသားထားတဲ့အကြည်စားတန်သူဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ထို့အဆောင်တွင်ဆူဆူယူယူနှင့်ဝေဝေတို့သုံးယောက်ပေါင်းမိပြီးဆိုမှဖြင့်တဆောင်လုံးရှိသူတွေအားလုံးနေရွက်ပင်မခက်ရဲလောက်အောင်အလွန်တရာမှတတိထား၍နေချရတတ်သည် အဘဲကြောင့်ဆိုတော့ထိုသုံးယောက်ပေါင်းလိုက်လျင်လူတကာကိုအခံရခက်အောင်အကြီးစားတန်လွန်သောကြောင့်ဖြစ်ပါသည်တဆောင်လုံးတွင် သူတို့သုံးယောက်၏အစာနောက်ကိုမခံရသူရဲ့လို့မရှိရုပ်စွာအစုံအဆောင်ပိုင်ရှင်အပြိုကြီးပင်မနေရချေသူမတို့ကြီးစားပုံကထိုအချိန်မှာတော့ဆွတ်ဆွေခုံအောင်စိတ်ဆိုးချသလောက်အာလုံးပြီးသွားချိန်တွင် ထိုအကြောင်းကိုတစိမ့်စိမ့်ပြန်ပြောကြရသည့်အခါရေမောကြရစမည်ဖြစ်သည်ပထမတော့သူတို့သုံးယောက်၏ တင်းညင်းကိုမြည်သူမြမခံနိုင်ကြအဆောင်ပိုင်ရှင်ကသူတို့သုံးယောက်ကိုအဆောင်ကနေနှင်ဖို့အထိပင်စဉ်းစားခဲ့မိသေးသည်သို့တော့နောက်ဆုံးမှာတော့သူတို့သုံးယောက်မှာအဲ့ဒီအစနောက်အကြည်စားတဏ္ဍာကလွဲပြီးစိတ်ကောင်းနှလုံးကောင်းရှိက ရိုသားဖြူစင်သူကလေးတွေမှအဆောင်မှာဆက်လက်နေခွင့်ပြုလိုက်ရသည်သူတို့နောက်ပုံကလည်းလွန်လွန်းသည်ဥပမာ မြမအတန်းသူမဟုတ်မြဝတီမရုပ်ရှင်ကောင်းသောစနေနေ့ညမျိုးဆိုရင်သူတို့သုံးယောက်သာခေါင်းချင်းဆိုင်ကအမျိုးမျိုး အကြည်စားတန်ဖို့အစီစဉ်ကြတော့သည်အဲ့ဒါကိုမသိသူတွေကတော့အငိုက်မိကခံရစမြဲဖြစ်သည်တခါတော့ကဆိုရင်စနေနေ့ညမှာရုပ်ရှင်ကားကောင်းတွေမှုဧကန်းတွင်အဆောင်သူတွေစုံစုံလင်လင်ရှိကြချိန်မှာသူမတို့၃ယောက်သာအီယာမဇလုံကြီးတစ်လုံးဖြင့်ဧကန်းတို့ရောက်ရှိလာကလက်ဖက်တုပ်ဆိုလင် ဘေဘင်းကလေးမှမကြိုက်ပဲမနေနိုင်ကြတော့ကြောင့်တစ်ဖက်စလုံးကြီးစီလူတွေအလုံးဝိုင်းအောင်လာကြကတယောက်တစ်စွန်းအလူရက်ဖြင့်ခတ်စားမိကြလေသည်တစ်ဖက်အနှံ့ကလည်းပဇွန်ချောင်းနှံ့ကလေးတသင်းသင်းဖြင့်မွေးမြလှသည်ဖြစ်ရာအလုံးအပါတရပြုံပြုံကြီးဝါမိကြချိန်မှာ ထောက်ကနေမိသန်နှင့်အတူသွားကျွတ်ထွက်သွားပြီလားထင်ရလောက်အောင်ခတ်မှမှအရာလေးတွေကိုလူတိုင်းလူလူကြိုက်မိကြလေသည် အလုံးမျက်နှာလေးတွေကိုစီကုံကရှုံ့မဲ့သွားကြတာမျက်လုံးတွေ ပြူပြီးပါဇက်ထဲမှလက်ဖက်တုပ်တွေကို လက်ထဲသို့ပြန်တူထွေးထုတ်မိကြသည်အဲ့ဒီတော့မှလက်ဖက်ထဲမှာကြောက်စိခဲလိုပြောင်ချောချောအလုံးတွေလူတိုင်းတွေ့ကြလေသည်ဟဲအဲ့ဒါဘာကြီးလဲကြည်စံဝေဝေတို့ရုပ်မာလိုက်ကြတာလက်ဖက်ထဲကြောက်စိခဲတွေထဲတုပ်လိုက်တယ်ဟုတ်လားဟုစိတ်ဆိုးမန်ဆိုးအော်ဟစ်ကြစဉ် သူမတို့၃ယောက်ကစက်ဖြည်းဖြည်းမျက်နှာကလေးတွေဖြင့်ဟင်ဟုတ်လားအဲ့ဒါဆိုရင်ကြောက်စရစ်ခဲနဲ့မြေပဲအထုပ်မှားပြီးသုံးမိပြီးထင်နေဟီဟီဟု အော်လျက်၃ယောက်သာတချို့တည်းထလက်ပြေးသွားကြသည်ကြံခဲ့သောသူတွေမှာသူတို့သုံးယောက်ကိုဒေါသတကြီးပြစ်တင်ဝေဖန်ရှုံချလျက်လက်ဖက်တုပ်ပကံကြီးကိုဆက်စားရကောင်းလို့လွင့်ပြရကောင်းလို့ဖြင့်ဇဝေဇဝါရေမောဖက်ရေမောခဲ့ဖူးသည်သူတို့သုံးယောက်ကအဲ့ဒီလိုဖြစ်သည် င်္ဂလာပါညဖက်ဆိုရင်သူတို့သုံးယောက်ဒီဘယ်တော့မှဆဆောအိတ်လေးမရှိသူမတို့မအိတ်ချင်နိုင်ဆဆောစီစီအိယာဝင်သူတွေကိုအမျိုးမျိုးအကြီးစားတန်တက်သေးသည်တရက်တုန်းကခြံအောင်ချထားသောအဆောင်သူတယောက်ဤခြံအောင်ကိုမွေရာဖြင့်တဆက်သေးဖြစ်အောင်သူတို့သုံးယောက်စူးစားပန်းစားဝိုင်း၍တီချုပ်ထားကြလေသည်ညတကောင်ကျော်ရင်းအဆောင်သူကအိမ်သာသွားဖို့ ချင်းတော်ထဲမှဘယ်လို့မှထွက်မရတော့ကြောင့်သွေးပြက်ခြောက်ချားကကဲကြပါအောင်ကဲကြပါအောင်ဒီမှာချင်းတော်ထဲကထွက်လို့မရတော့ဘူးဘာဖြစ်နေမှန်းမသိဘူးချင်းတော်ကြီးကလေးဖက်စလုံးအလုံးပိတ်နေတယ်ဟုညတကောင်မှအတန်ကုန်ဟစ်လျက်អော်ခဲ့ရဘူးလေသည်အဆောင်သူတွေအားလုံးအလန့်တကြားနိုးလာကအပြေးလွှားရောက်လာပြီးချင်းတော်ကိုမျိုးမျိုးဆွဲလှန်ဖို့ကြိုးစားကြသည်သို့တော်မအောင်မြင်ချေဆူဆူတို့က တတိချာချာအခိုင်ခန့်ဝတ်သူထိုးနည်းဖြင့်တတိချာချာချုပ်ထားသောကြောင့်ဖြစ်လေသည်နောက်ဆုံးမှာတော့ခြံအောင်ကြီးကို အလေသားမှနေ၍ဓာဖြင့်ခွဲခြားလိုက်ကြကခြံအောင်ထဲမှအဆောင်သူကိုအပြင်ထွက်ခွင့်ရစေတော့သည်အလုံးကထိုလက်ရာကိုဆူဆူယူယူနှင့်ဝေဝေတို့လက်ရာမှန်ပြောစရာမလိုပဲတန်းတီးကြသည်အဲ့ဒီလောက်အကြည်စားတန်ရပါမလားဟုခံရသူကဖြစ်ခါစားမှဒေါသတကြီးဆွေဆွေခုံကငိုယိုပြီးသူမတို့ကိုရန်တွေးတော်လေသူမတို့၃ယောက်က အပြုံးမပြတ်ကြချေသူမတို့မှာစင်ချေကအစင်သင်မဟုတ်ပါဘူးကြည်ဖြူရဲ့စိတ်မဆိုးပါနဲ့ရှင်ချင်တော်ထဲကိုချင်တွေခဏခဏဝင်လာတက်တယ်လို့ရှင်မဲခဏခဏညည်းတယ်လေအဲ့ဒါကြောင့်ရှင်ချင်တော်နဲ့ချင်မဝင်အောင်ကျမတို့သုံးယောက်ကဝိုင်းချုပ်ပေးထားကြတာပါဟုပြုံပြုံဖြည်းဖြည်းမျက်နာကလေးတွေနဲ့စင်ချေပေးလေသည်အဆောင်မှာ အဆောင်သူတွေမကြခဏတည်းခြောက်ခံရတတ်လင်အဲ့ဒါဘယ်သူလက်ချက်မှမဟုတ်သူတို့၃ယောက်ဤလက်ချက်ပဲဖြစ်သည်တည်းဆိုလင်ဘယ်သူကမှမကြောက်ပဲမနေနိုင်ကြသူတွေမူတည်းခြောက်ခံရလင်လိပ်ပြာလွတ်မတက်အပါတရားထိတ်လန့်ကြရစမြဲဖြစ်သည်နောက်တော့မှတကယ်တည်းရဲ့ခြောက်ချင်းမဟုတ်ပဲအနောက်ခံရမှန်းသိကစိတ်ဆိုး၍မဆုံးတော့ချေနောက်တော့လေအဲ့ဒီစိတ်ဆိုးစရာဒီရေစရာမိုးစရာဖြစ်ပြောင်းလဲသွားပြန်သည် တခါတော့ကဆိုရင်အဆောင်ပိုင်ရှင်အပြူကြီးမမကတရီနိုအိမ်သာတို့ဝင်ပြီးစဉ်အိမ်သာခန်းထဲမှာလေဘင်းမှာကျိုးဝင်းဆွလျက်တန်လန့်ဖြင့်ရှာကြီးတွဲလောင်းထုတ်ကမျက်နာတစ်ပြည်လုံးဖြူဖွေးလျက်ရှိသောသပင်ဖိုယိုဖားရနှင့်ဂျူးဂျူးကိုတွေ့ရစဉ်ဂျူးဂျူးမှန်မမှတ်မိပဲတရေဟုထင်မှတ်မှားကအာခေါင်ချစ်လျက်အတန်ကုန်ကျုံအော်ပြီးဝယုံတုံးကားထွက်ပြေးရလေသည်တဆောင်လုံးရှိလူတွေကိုတရေတရေလှုပ်ပါအောင် အင်နာခန်းထဲမှာတရေကြီးလဲပင်မှာကြိုတန်းလန်းနေဟုခုံဆွခုံဆွဖြင့်အော်ဟစ်၍မဆုံးနိုင်အောင်ရှိလေသည်အဆောင်သူတွေအားလုံးအလန့်တကြားနိုးထကြရကအင်နာခန်းထဲစီမှာတော့ယူယူကမရှိတော့ချင်းကိုခန်းထဲကိုပြန်ပြီးဖွေးနေသောပေါင်နာတွေကိုမျက်နှာတစ်ပြက်ကစပင်တွေကိုတက်တက်ရရပြန်ဖြင်းရင်သုံးယောက်သားကြိတ်ရရေမောနေကြလေသည်အင်နာခန်းထဲမှာဘာတရေမှမတွေ့တာမို့ တခြားအဆောင်သူတွေကမယုံကြည်ကြတော့လေအဆောင်ပိုင်ရှင်ကတော့သူမကိုယ်တိုင်မျက်လုံးနဲ့တက်အပ်မြင်လိုက်ရသည်မို့ခြောက်ခြားရင်ဖို့ကတကူလုံးအေးဆက်လျက်ရှိသည်အဲ့ဒီအကြောင်းကိုတဖွားဖွားပြော၍မဆုံးတော့ချီနောက်ဆုံးတော့ထိုလက်ချက်မှာယူယူတို့၏လက်ချက်မှန်ပြန်သိသွားချိန်မှာတော့အဆောင်ပိုင်ရှင်သည်စိတ်လဲဆိုးကအောက်သည်အောက်သက်ဖြင့်ရေမောရလေသည်သူတို့သုံးယောက်ကအဲ့ဒီလိုဖြစ်သည်မင်္ဂလာပါ ဆောင်တစ်ဆောင်လုံးရှိ လူတွေအားလုံးကိုနောက်ပြောင်၍အားရပြီဆိုရင်သူမတို့၃ယောက်ကအဆောင်အပြင်ရှိလမ်းသွားလမ်းလာတွေကိုလည်းအလစ်မပေးချင်အဆောင်ရှိမှညောင်ပင်ကြီးပင်ရှိသည်မို့သူမတို့အတွက်အဲ့ဒီညောင်ပင်ကြီးကတကယ်အသုံးဝင်သောညောင်ပင်ကြီးဖြစ်လေသည်အဲ့ဒီညောင်ပင်ကြီးကိုအကာအကွယ်ယူကလမ်းသွားလမ်းလာတွေကိုမကြာခဏတည်းချောက်တလို့ကြည်စားပြီး၃ယောက်သောဦးလှိမ့်ကရေမောကြစမြဲဖြစ်လေသည်တကယ်ချင်းတို့ရည်ဒီတခါတော့ နည်းနည်းလေးစွန့်စားပြီးတကယ်ယုတ်တိတန်အောင်နောက်ရအောင်ဒီညောင်မင်ခွေကနေခဲလုံးနဲ့လှမ်းပေါက်တာလောက်တော့လူတိုင်းနောက်လို့ရတာပဲဟုဆူဆိုးကစတင်လေသည်ကြံနှစ်ယောက်ကနောက်ရမည်ဆိုလျင်အလွန်စိတ်ဝင်စားတက်ကြွစွာဖြင့်ကဲဆူဆန်းပါအောင်နှင့်ကြံကိုအဆောင်ရှိကဖြတ်သွားတဲ့ကားတစ်စီးစီးရဲ့အရှိမကားတိုက်ခံရသလိုအရင်ဆုံးလှဲအိတ်ချပစ်လိုက်မယ်အဲ့ဒါဆိုရင်ကားသမားကလူတယောက်ကိုကားတိုက်မိပါပြီဆိုပြီးအလန့်တကြားဖြစ်မယ် ပြီးရင်ကားရှိကိုဆင်းလာပြီးကြည့်မယ်အဲ့ဒီအချိန်အထိငါကလှဲအိတ်နေမယ်သူကြံရမရဖြစ်ပြီးဘာလို့မှမသိဖြစ်နေတဲ့အချိန်မှာနင်တို့ထဲကတယောက်ကကားနောက်ခံဖက်ကနေအတန်တခုခုပေးလိုက်အဲ့ဒါဆိုအဲ့ဒီလူကကားနောက်ဖက်ကိုအလန့်တကြားတွားကြည့်လိမ့်မယ်အဲ့ဒီအချိန်ကြားမှာငါကတုတ်ခနဲ့ဖြက်ခနဲ့ထပြီးတော့ပြေးပုန်းနေလိမ့်မယ်အဲ့ဒီလူကားရှိကိုပြန်လာကြည့်တဲ့အချိန်ငါမရှိတော့ဘူးဆိုရင် သူဘယ်လောက်တုန်လှုပ်ခြောက်ခြားသွားမလဲစဉ်းစားကြည့်စမ်း အဲ့ဒါကမှတရေတကယ်ခြောက်တာနဲ့တူတာဟူ၍ဆဆိုးကဝမ်းသာအားရပြောလေသည်ကြံနှစ်ယောက်ကလည်းကြေကြေနက်နက်ကြီးထောက်ခံကြလေသည်အဲ့ဒီလိုနဲ့ညတညမှာ သူမတို့သုံးယောက်အဆောင်ရှိညောင်ပင်ကြီးယောက်မှာအကာအကွယ်ယူရင်းဖြတ်သွားမီကားတစ်စီးစီးကိုစိတ်ရှည်လက်ရှည်ဆောင်ကြလေသည်အဲ့ဒီအချိန်မှာ ကားမိယောင်ကိုသူတို့တွေ့ရလင်ဟဲ့ကားတစ်စီးတော့လာပြီသွားသွားတတိတော်ထားနော်ဟု ဆိုပြီးဆဆိုးကိုကြံနှစ်ယောက်ကတွန့်လွှတ်လိုက်လေသည် စစိုးသည်ကရှိတပိခန့်တတာလောက်တွင်လှဲချဖို့ကြိုတင်ချိန်ဆထားတော့လေသူမ၏ခက်မှန်းချက်လွဲသွားလေသည် သူမကရှိသို့ဘွားကနေရက်လိုက်စဉ်ကာသမာကြောက်လန့်ကြောက်အားလန့်အားဖြင့် break အုပ်လိုက်မည်ဟုသူမတို့မျှော်လင့်ခဲ့သည် သို့တော့သူမတို့လူရွေးမှားသွားခဲ့လေသည်ကာသမာကအရက်မူးနေပုံရသည် ကားကို လုံးဝမရက်လိုက်ချေကားရှိမှဘျုံကနေပြေးရက်လိုက်သောဆိုးဆိုးကို ကားကအချိန်မလျှော့ဘဲဖြတ်တိုက်သွားလေသည် စိုးစိုးသည်ကားဘောနက်ပေါ်သို့မြောက်တက်သွားပြီးမှပြန်လင်းကြကကတ်တရလမ်းမပေါ်သို့ပြက်ကျသွားလေသည်ပထမတော့ထိုပြက်ပြက်ထိုအဖြစ်ပြက်ကိုရောင်မဲနောက်ွယ်မှစောင့်ကြည့်နေကြသောယူယူနှင့်ဝီဝေကစိုးစိုးနောက်တာအောင်မြင်နေသည်ဟုထင်ကြသည် ထို့ကြောင့်ကားသမားဆင်းလာပြီးစိုးစိုးကိုပိတ်ထူလိုက်ချိန်မှာတိုင်မြင်ထားသည့်အတိုင်းယူယူကကားနောက်ဖက်ကနေအတန်တစ်ခုပေးလိုက်သည် သို့တော့ကားသမားကထိုအတန်ကို စိတ်ဝင်စားပါကားရှိမှတတိလျက်လျက်ရှိသောစဆူးဟူသာထိတ်လန့်တကြားအော်ဟစ်နိုလျက်ရှိသည် ထိုချိန်ကြားမှယွယွနှင့်ဝေဝေသည်ဆူဆူနောက်နေတာမဟုတ်တော့မှန်းရိပ်မိပြီး ကားရှိသူအပြေးအလွှားရောက်လာကြ၏ဆူဆူဤခေါင်းနောက်မှာသွေးတွေတကယ်ပဲရွှင်းနေနေခဲ့သည်ဆူဆူကိုသူမတို့နှစ်ယောက်တုန်လှုပ်စွာဝိုင်း၍နှိုးကြတော့လေဆူဆူကတတိပြန်လေမလားပါထိုညတွင်ချင်းမှပင် စီယုံကြီးအေးပေါ်ဌာနသို့သူမတို့အမြန်ဆုံးပို့လိုက်ရလေသည်မယုံနိုင်လွန်းသဖြင့်ယွယွနှင့်ဝေဝေမှာသွေးပြတ်မတက်တုန်လှုပ်ခြောက်ခြားလျက်ရှိကြသည် စူးစူးတကယ်ကားတိုက်ခံရကြအောင်သူမတို့နှစ်ယောက်မယုံကြည်နိုင်အဲ့ဒီလိုပဲအဆောင်တဆောင်လုံးရှိလူတွေကလည်းလုံးဝမယုံကြည်ကြချင်သူမတို့စီးယုံကလည်းအဆောင်ကိုလှမ်းဖုံးဆက်ပြီးစူးစူးအကြောင်းပြောပြချိန်မှာတောင်ဖုန်းလာနားထောင်တော့အဆောင်ကလုံးဝမယုံကြည်ချင်ကလေးမလေးတွေလာမနောက်နေကြနဲ့နင်တို့ဒီအချိန်မတော်ကြီးဘာလို့အဆောင်ပြင်ရောက်နေကြတာလဲနင်တို့အဆောင်လမ်းထိပ်ကနေဆက်နေတာမဟုတ်လားဒီတခါတော့နင်တို့ထက်ပိုလေသွားပြီနင်တို့စားတာကို ငါမယုံတော့ဘူးသီလာဟုဆိုကရရေမမောဖြင့်ဖုံးချသွားလေသည်ယွယွနှင့်ဝေဝေမှတယောက်ကိုတယောက်ဖက်ရင်တကူလုံးသွေးဆုပ်ဖြူရောကတုံရီလျက်ရှိချသည်ဆူဆူကတော့တတိပြန်လည်မလာတော့ချေဆူဆူတည်ဆုံးသွားသောအဖြစ်ကိုသူမတို့ဘယ်လို့မှယုံကြည်လက်ခံ၍မရနိုင်ခဲ့သလိုတစ်ဆောင်လုံးရှိ လူတွေကလည်းမယုံကြည်နိုင်ကြချေအဖြစ်ပြက်မှာ ရုံနိုင်လောက်အောင်မြန်ဆန်လှပြီးတယောက်ယောက်ကကြည်စားနောက်ပြောင်သလိုပဲမယုံနိုင်စရာ ကောင်းလှသည်ဘူးအဲ့ဒီအချိန်ကစားပြီးဝေဝေနှိယူတို့သည်ဘယ်သူ့ကိုမှမစမနောက်ဖြစ်တော့ပြီသူတို့စိတ်ထဲမှာယခုအချိန်အထိစိုးစိုးသူမတို့ကို နောက်နေခြင်းကြည်စားနေခြင်းဖြစ်သည်ဟုအမြဲတမ်းတန်တရားဖြစ်လျက်ရှိလေသည်ဒီဝတ္ထုတို့လည်းရတော့အကြည်စားတန်တဲ့ တငယ်ချင်း၃ယောက်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။လွန်ထထားစိတ်တက်ကတူရေးသားထားတဲ့ဝထုတိုလေးဖြစ်ပါတယ်။နောက်ထောင်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။